ောင်တန်းဟာအလွန်အတန်းကြိုက်စီစားကြောင်းနဲ့လူမျိုးကြီးတယောက်ပါကဘာနှချမ်းကွဲသွားရင်တော့မိမလာရီရှိရဲ့ချမ်းနဲ့တန်းနဲ့အချမ်းဆိုရင်တန်းနဲ့အချမ်းမှာပဲနေထိုင်မဲ့သူမျိုးဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့မောင်တန်းဟာအလွန်စိစက်သေးကြတဲ့စုံအောင်ယာရှိတယောက်ဖြစ်နေပြန်တယ်ဒီလိုနဲ့မောင်တန်းဟာတပတ်ကဆိုရင်ယာဒူးနဲ့တနင်္လာရီကိုပြောင်းရွှေ့ရတော့မှဖြစ်ပါတယ်သူနေရာအစားဝင်မဲ့ဖြစ်ဝေးကိုလည်းအလွန်ဆုံးတင်ကြပေးခဲ့ပြီးနောက်စိတ်ကမ်းမှနေတဲ့မိစေတူဦးကိုတောင်းလို့ဆက်တယ်မိစေကြီးဥပသားမှာရွှေစိုးစိုးဗလာတန်းတန်းတရေတများများနဲ့အာနုဆိုတဲ့ခွေးကြီးနဲ့အတူနေထိုင်တယ်အာနုကမောင်တန်းကိုလည်းအလွန်ခင်းရှာပါတယ်ဘလောက်တောင်ခင်တယ်လဲဆိုရင်တွေ့ရတဲ့လင်မျိုးကိုတက်ခဲပြီးသားပဲဖြစ်ပါတယ်ဒီလိုနဲ့မောင်တန်းလည်းဥပသားကိုမမြ န်လေးပဲနှုတ်ဆက်ခဲ့လိုက်ပြီးနောက်တနေရာကိုခီးဆက်လာတယ်။တပတ်ကဆိုရင်မပြောင်းရပါဘူးမယ်ဆိုမှစေကန်းနာမှာငွေမဲတွေ့ရှိမှုထပ်ဖြစ်ပြန်တယ်။ဒီမှုရဲ့တရားခံကတော့ဥပသားမျိုးစေကန်းရဲ့ပန်းရှင်ကြီးကိုမြတ်ဆိုသူပဲဖြစ်ပါတယ်။အိညာမှာပဲငွေတို့ကြောက်ပြောက်လာတဲ့တပည့်တယောက်ကိုကိုမြတ်တို့ဝိုင်းဝန်းဆုံးကြီးတောင်းလိုက်ကြတယ်။ ဒါအိုဖေကန်တောင်းကဥပသောင်းတင်းမြင်သွားလို့ကိုမြရဲ့တပည့်မောင်ရှိန်ဆိုသူကပစံပေးပြီးတော့လာရောက်နှုတ်ပေးတယ်။ဒါအိုဘူအီယာအိုင်တင်ခံနေလို့နှုတ်ကိုပစံနဲ့မပေးပဲဓာနဲ့ပေးပြီးလိုက်ပြီ။တခင်ဖြစ်သူအန်နီရဲ့ဂျုံနေမန်းသီးတို့အာနုလဲတကားပါဖြတ်ပြီးတော့မောင်ရှိန်နှုတ်ကိုလိုက်ဆွဲတော့တယ်။အာနုလဲအနေငယ်ဗောလီသွားလို့မောင်ရှိန်လဲလွမြောက်သွားခဲ့ရပါတယ်။ဒီလိုနဲ့ဥပသောင်းလဲဓာတန်ရနဲ့တိတ်ဆုံးသွားခဲ့ပြီးမနှက်ချမောင်တန်လဲချက်ချင်းရောက်ရှိလာတယ်။မဆွေကြီးတိတ်ဆုံးသွားတော့နေပြောင်းမဲ့ကိစ္စကိုတပတ်လောက်နောက်ဆုတ်ပြီးအမှုလိုက်ခွင့်ပေးဖို့အထက်ရရှိကိုတောင်းဆိုလိုက်တယ်။ဒီလိုနဲ့အာနုကလဲစိတ်ကမ်းမှတကောင်နဲ့ချန်ခဲ့ပြီးဆိုတော့တနာလို့စိတ်ကမ်းကိုလိုက်ပို့ပေးဖို့လုပ်တယ်။ဒါပေမဲ့သူလက်မနိုင်တာမို့ကားပေါ်တောင်တင်မရလို့ဘေးက ကနေပဲတွေ့လောင်းခေါ်လာလိုက်ရပြီလေလုံးနဲ့စီကန်းကိုရောက်တော့လေခွေးမလေးကိုမြင်မြင်တည်ရင်ညံ့ညံ့လေးလိုက်သွားလို့မောင်တန်လေးစီကန်းကိုခွေးတို့ဘောက်ကနေရောက်ရှိသွားတယ်သူမကတော့တီကုဆရာဝန်မလေးမအေးချမ်းမှာမောင်တန်လေးအာနိုးကိုမအေးချမ်းစီကန်းမှာပဲထားခဲ့လိုက်ဖို့လုပ်တယ်ဒါပေမဲ့လေမအေးချမ်းကဆော်မရှိမှအတူတူတော့မွေးစားလိုက်ပါဆိုလို့မောင်တန်လေးအိမ်ခေါ်လာလိုက်ရပြီအာနိုးကလည်းမောင်တန်အိမ်မှာစိတ်နေသေးတော့တညာလုံးမအိမ်ပင်နဲ့စတိုက်ဟောင်းတယ် ဒီလိုနဲ့မောင်တန်လေးအိမ်ကိုပထမဦးဆုံးခွေရောက်လာတဲ့နေ့မှာပဲအေးရကစပြတ်ရပါပြီ။အိမ်မှာထားခဲ့ရင်လည်းအိမ်ပြူသွားမှဆိုလို့မနေ့ကျတော့လည်းရုံခေါ်ပြီးခါးလေးခဏထားခဲ့လိုက်ရတယ်။မောင်တန်ပြန်ရောက်လာတော့အာနိုဆိုဖာရီကိုနှစ်ပိတ်သာပိုးတော့ကြိုက်ပြီးနေပါပြီ။မောင်တန်လည်းအိမ်မှာအာနိုကိုခဏပြန်ထားပြီးခွေအတက်လိုအပ်တာတွေတောင်းဝေချမ်းတယ်။ဒါပေမဲ့လည်းအိမ်မှာကျန်ခဲ့တဲ့အာနိုကတော့အခန်းတကားကိုပါသူ့ပလာကြီးနဲ့ဖောက်ထွက်လာပြီးတအိမ်လုံးကိုစတင်မိန်တော့ပါတော့တယ်။ဒါပေမဲ့မောင်တန်ကလည်းခွေအတက်လိုအပ်တာတွေဝယ်လိုက်တာလားစတဝါလောက်ပြုတ်လာလို့နေပြီးပြန်လာလိုက်ရတယ်။နေလာပါရဲ့ဆူမခွေမသားလေးကလည်းတောင်းချမ်းထားလိုက်တာတအိမ်လုံးကဘာဆွဲတဲ့ပုံကျဲကန်နေရသလိုဖြစ်နေတာကိုတွေ့ရှိလိုက်ရတယ်။ အတန်းကြိုက်တဲ့မာသန်ချက်ကြီးလည်းမမြင်ချင်ရမောဆိုသားပြီးအာနုကိုတနားနဲ့ပါလိုက်ပြဖို့လုပ်တယ်။အာနုလည်းအင်္ဂါနဲ့လက်ကနဲ့ထွက်ပြေးသွားလို့မောင်တန်လည်းကောင်းနေဆိုပြီးအေးဆေးဖီယာပဲထိုင်ကင်းနေလိုက်တော့တယ်။ခဏကြာတော့ခွေမသားလေးပြန်ရောက်လာပြီးဒီတစ်ခါတော့မိမပါကိုပြေးလာတယ်။ကိုပြေးလာတဲ့ခွေမလေးကလည်းတီကုစေကန်းကဆိုတော့မောင်တန်လည်းတီကုစေကန်းကိုပြန်သွားပေးရင်းနဲ့မှအေးချမ်းနဲ့ထွက်တွေ့ရတယ်။ မအေးချမ်းကအိမ်မှာမိပြတ်သွားလို့မောင်တန်းကိုအထဲခေါ်ပြီးအကူအညီတောင်းတယ်။ဒီလိုနဲ့မောင်တန်းလည်းမအေးချမ်းအိမ်မှာနည်းနည်းဝိုင်းကူပေးလိုက်ပြီးပြန်တော့တခါလေးစီမံမှခင်ခဲ့လိုက်ပြီ။ဒီလိုနဲ့မောင်တန်းလည်းအနုကိုအိမ်မှာထားခဲ့လို့မရတော့စကန်းကိုပဲခေါ်လာလိုက်ရတယ်။အချင်းစကန်းရှိမှကျင်းပနေတဲ့မင်္ဂလာဆောင်တစ်ခုကိုအနုအသေးအံလိုက်ဟောင်းနေတာကိုတွေ့ရတယ်။ဒီမင်္ဂလာပွဲကလည်းစကန်းပန်းရှင်ကုမြတို့ဦးဆောင်ကျင်းပနေတဲ့မင်္ဂလာပွဲပဲဖြစ်ပါတယ်။အနုသခင်ဖြစ်သူကိုတတ်သွားတဲ့တရားခံကိုတွေ့မြင်သွားပြီးစကန်းလေးကနေပါဆင်းလိုက်တော့တယ်။မောင်တန်းတို့လည်းဘာဖြစ်မှန်းမသိလို့အနောက်ကနေအသေးအံလိုက်ဖမ်းချရင်းနဲ့အနုလူတစ်ယောက်ကိုလိုက်ဆွဲနေတာကိုတွေ့ရတယ်။တရားခံမောင်ရှိန်လည်းခွေးလိုက်ဆွဲလို့မင်္ဂလာပွဲကနေ ကားနဲ့ပြချွအောင်ထွက်ပြေးပါပြီ။မောင်တန်လည်းမတင်ကန်လို့ကားနဲ့မပြလိုက်ဆေးကြည့်လိုက်တာမောင်ရှိန်ဆိုတဲ့နမန်နဲ့ရာဇဝဲကောင်ဖြစ်နေတာကိုတွေ့ရတယ်။မောင်တန်လည်းဒါသူရူတရရောမဟုတ်ဘဲဥပသားကိုတတ်သွားတဲ့တရားခံမှန်းရေးမိလိုက်ပါပြီ။ဇော်လေးရှာပြီးအမှုလဲလိုက်ပေးတဲ့အာနုကိုမောင်တန်လည်းတတော်ကိုချက်သွားခဲ့ပြီဖြစ်ပါတယ်။မောင်ရှိန်ဆိုတာကလည်းကိုမြရဲ့တပည့်ဖြစ်နေတော့အထက်ရာရှိစီကနေခွန်တောင်းမီကိုမြရဲ့ကိုရာကိုသွားဆစ်ဆေးကြည့်ရတယ်။ဒါပေမဲ့လည်းပင်လဲထက်လုပ်ငန်းကလည်းလို့တခြားဘာမှမတင်ကားစရာမှမတွေ့ရလို့ချုပ်ပြီးမောင်တန်လည်းခဏလောက်လက်လျှော့ထားလိုက်ရတယ်။ တပတ်မှလက်လျှော့ထားပေမဲ့တပတ်မှမအေးချမ်းလဲကတော့တော်တော်ကိုအိုကေဆိုပြနေပြီဖြစ်ပါတယ်အခုတော့အာနုကြောင့်အိမ်မမမရောက်စပူစော်လေးတယောက်ရောက်နေခဲ့ပါပြီဘာသာမပြေရာဇာဝေးဖြစ်နေတဲ့မောင်တန်းတယောက်မှအေးချမ်းကိုလွတ်ကုန်မလွတ်တော့ပါဘူးဒါပေမဲ့အချင်းခေါင်းထဲမှာတဲလွန်စာတစ်ခုပေါ်လာလို့မောင်တန်းလိုက်တန်းလန်းကြီးထားခဲ့ပြီးကိုမြားရဲ့ခူရန်ကိုအပြေးလေးသွားဆစ်ကြည့်တယ်အာနုပေါ်လာမှပဲမတင်အောင်ဆရာတစ်ခုတွေ့ရှိလာပြီးထိုအရာကတော့ပတ်စံထဲတဲ့အိတ်တွေပဲဖြစ်ပါတယ်မောင်တန်းလဲငွေမဲတွေတင်သွင်းနေတဲ့အမှုဟာကိုမြားလက်ချက်မှန်ရိပ်မိသွားခဲ့ပါပြီဒါပေမဲ့လည်းမောင်တန်းပိုဆွေးဝင်စားလာကဥပဒေကိုတတ်သွားတဲ့တရားခံမဲမောင်ရှိန်ကိုပဲရောက်အောင်လိုက်ရှာတယ်ဒီလိုနဲ့မောင်ရှိန်ပုန်းနေတဲ့ဟိုတယ်ကိုတွေ့ရှိ ားပြီးမောင်ရှိန်ကိုအာနုနဲ့နေရပေါင်းပြီးဝိုင်းသမားလိုက်ကြတယ်။မောင်တန်လည်းအာနုကိုလက်မျိုးခဲခိုင်းတာပြီးမောင်ရှိန်ကိုတည်ကျင်တာတွေအကုန်မေးမြန်းတယ်။ တင်းနေတိုင်းလေဥပသားကိုမောင်ရှင်တက်လိုက်တာဖြစ်ပြီးသူစီယာကိုများကလည်းရာဇဝဲကောင်းဆောင်ကြီးဖြစ်နေပြန်တယ်ဒီလိုနဲ့မောင်တန်းလည်းတကူခေါ်ပြီးကိုများတို့ရဲ့ကိုရာကိုဝင်စီးဖို့လုပ်တယ်တကူအနေနဲ့အထက်ရာရှိကြီးအရင်ရောက်လာပြီးမောင်တန်းနဲ့နေအောင်တဲဝင်ဖမ်းကြတယ်အထက်ရာမှာတိလိုက်တာကအထက်ရာရှိကိုရင်ကလည်းကိုများနဲ့အလို့တူလို့ပါဆိုတာပါပဲမောင်တန်းလည်းနေအောင်တရားဖြစ်သွားပေမဲ့ကန်ကောင်းချင်တော့သူ့ဘက်မှာအာနိုအီးတစ်ကောင်လုံးရှိနေပြန်တယ်ဒါပေမဲ့လည်းအာနိုဟာကိုများရဲ့တနတ်ချက်အထီးခံပြီးကိုများကိုရအောင်ဖမ်းဆီးသွားခဲ့တယ်တနတ်တန်ရာနဲ့ဒေလူမြတ်ပါဖြစ်နေပေမဲ့လည်းအာနိုဟာနောက်ဆုံးအချိန်ထိတခင်ဖြစ်သူကိုရအောင်ကယ်တင်သွားခဲ့ပါတယ်မောင်တန်းလည်းလူဆိုးတွေဖမ်းပြီးခြင်းအေဂျင်စီကိုအမိသွားလိုက်ပေမဲ့လည်းအာနို ုကတော့အခါနောင်သွားခဲ့ပြီဖြစ်ပါတယ်ဒီလိုနဲ့မောင်တန်းဟာမြို့မှာလဲဆွေရသွားပြီးမလို့နေကုန်ပြောင်းရွှေ့ကျင်တော့ပါဘူးအနုမရှိတော့ပြင်မဲ့လဲအနုရှာပြီးသွားတဲ့ကမလင်းနဲ့တအိုးတရင်ထူထောင်လိုက်ပြီးဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါတယ်လူချင်းမင်းတို့လဲဆော်မရှိလို့စဉ်းကျင်နေရဆိုရင်အနုလို့ဆော်ရှာပြီးမဲ့ခွေလေးတစ်ကောင်မွေးလိုက်ကြပါကျေးဇူးတင်ပါတယ်